အမတ်စကူကာကွယ်ရေးစက်ရုံကပ္ပစစကူက2000ခုနှစ်မှာပေါက်ခေါင်းမြို့နယ်ကကျွေးရအုပ်စု23အုပ်စုအပိုင်းကျွေးရပေါင်း90ကလယ်မြေဧက3600ကျော်ကိုတင်းယူခဲ့ပြီးတိစားကနဲ့စိုက်ပျိုးခိုင်းထားရကဘာစီမံကိန်းမှမလုပ်တဲ့မြေတွေကိုမူလပိုင်ခြင်းတဲ့ပြန်ပေးရရမယ်ဆိုတဲ့ကြေညာချက်ကြောင့်ပြန်လိုချင်နေကြတာပါအဲ့ဒါလေးတွေကိုလည်းရတဲ့လောက်ကလေးတွေလိုချင်တဲ့မိတို့ကပုံမှန်ခုနဲ့လိုချင်တဲ့ ပုံမှန်ကုန်မရတဲ့အတွက်ကြောင့်အမေကြီးတို့လည်းအခက်အခဲလေးတွေတော့ကြုံတွေ့တာပေါ့2009ခုနှစ်ကစပြီးတိစားကနဲ့စိုက်ပျိုးခဲ့ရတဲ့တောင်သူတွေက2011ခုနှစ်မှာလက်တော်ကနေတဆင့်တင်းသိမ်းခဲ့တဲ့အတွက်လာရောက်ဖြည့်ချင်းရမှာတော့တိစားကမပေးရတော့ပေမဲ့ဒီမြေတွေဟာတပ်ပိုင်မြေဖြစ်ကြောင်းလက်မှတ်ထိုးခိုင်းခဲ့တယ်လို့ပြောပါတယ်2012ငါးလပိုင်း73ရက်နေ့မှာကျွန်တော်တို့စစ်ဦးစီးချုပ်ပထမဆုံး ဥကျော်ဦးကိုတိုင်ကျွန်တော်တို့မြို့နယ်မအကာရုံမှာကျွန်တော်တို့ထိတ်တဲ့ဆွနေပါတယ်ဆွနေတဲ့ခါကျတော့ကျွန်တော်တို့ကတော့အဆက်ဆက်ချက်သူကနေကန့်ရအောင်ကြည့်ပြီးတော့လှုပ်သားပါခမတို့တင်းထန်နေအဲ့တော့တက်တာမပေးရပါဘူးဆိုပြီးတော့မှပြောတယ်ပြောတဲ့ခါကျတော့ဟဲ့ကျွန်တော်တို့ကကျွန်တော်မြေကျွန်တော်တို့ပဲတန်းအပိုင်လိုချင်တယ်တင်းထန်နေမပေးရတဲ့ကျွန်တော်တို့အဲ့တော့အပိုင်ဖြစ်ပေးပါအဲ့ခုနအဆက်ဆက်ချက်ကိုလည်းအဲ့တော့ကျွန်တော်တို့အဲ့တော့ဟောလုပ်ဝင်ထိုင်မှာဘူးဓမ္မထုံးဝင်ထိုင်မှာဘာပြားအဲ့လိုဆိုလို့ချင်းကျွန်တော်တို့ကအဲ့ထက်ကနေမကန့်ရတဲ့အချက်တွေကိုကျွန်တော်ဖဲပေးမယ်ဆိုပြီးတော့ကျွန်တော်တို့ဖဲပေးတယ် သူတို့လက်မှတ်ထိုးခိုင်းတဲ့အချက်ဆယ်ချက်ကနေနောက်ပိုင်းမှာ၆ချက်ကိုပယ်ဖြတ်ပေးခဲ့ပေမဲ့ဒေတာကန်တွေကလက်မှတ်မထိုးပေးဘူးလို့ပြောပါတယ်။အဲဒီနောက်တိတာကလုံးဝမပေးရတော့ပဲစိုက်ပျိုးခွင့်ရနေတဲ့အတွက်၂၀14ခုနှစ်မှာတော့ဒေတာကန်တွေကလေယာဉ်မြေလုတ်ပိုင်ခွင့်ပုံစံခုနှစ်ကိုတားရောက်လျှောက်ထားခဲ့ကြပါတယ်။ပုံစံခုနှစ်၆ချက်ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ပထမဆုံးပုံစံ၁၆ရတယ်ပေါ့နော်။ပုံစံ၄ကိုကျွန်တော်မြေတိုင်းစုံဝင်အောင်ကဒီမှာလာပြီးကောက်တဲ့အခါမှာကျွန်တော်တို့ တေကောက်2000ဆိုပြီးတော့มาပေးခဲ့ရတယ်ပေးပြီးတော့มาတလားလောက်ကြာရင်ရမယ်ဆိုပြီးတော့มาသူကပြောသွားပြီးတော့ကျွန်တော်တလားလောက်လက်ကြာတော့သွားပြီးမေးတယ်ပေါ့နော်သွားတယ်မေးတယ်လဲအခါအုပ်ချုပ်ရေးမှုလက်မှတ်မပါဘူးတဲ့အုပ်ချုပ်ရေးမှုလက်မှတ်ပါရင်ရမယ်ဆိုပြီးတော့ကျွန်တော်အုပ်ချုပ်ရေးမှုကိုသွားပြီးပြောတဲ့အခါမှာကျွန်တော်တို့မြေတွေကတပ်ပိုင်မြေတွေပါဆိုပြီးတော့มาအုပ်ချုပ်ရေးမှုကပြောထွက်ပါတယ်ကြည့်ရအုပ်ချုပ်ရေးမှုကတော့တက်ပိုင်မီဖြစ်တဲ့အတွက်ပုံစံခုနှစ်ထုတ်ပေးမရတာလို့ DPP ကိုပြောပါတယ် စစ်တပ်ကတော့ဒီမြေတွေဟာတပ်ပိုင်မြေဖြစ်ကြောင်းလက်မှတ်ထိုးပေးဖို့နှစ်တင်လာရောက်လေးရှိတာကြောင့်ဒေသခံတွေကလက်မြေတွေဆုံးရှုံးမှာကိုစိုးရိမ်နေကြပါတယ်။2012ခုနှစ်မလ30ရက်နေ့ကပြဋ္ဌာန်းခဲ့တဲ့လေယာဉ်မြေဥပဒေအခန်း7အပိုက်32မှာနိုင်ငံတော်အကျိုးဖြစ်ထွန်းတင်မဲ့စီမံကိန်းတွေအတွက်လေယာဉ်မြေသိမ်းယူရာမှာအ ਨੇ ဆုံးလိုအပ်တဲ့ပမာဏကိုသာသိမ်းယူရမယ်။စီမံကိန်းကိုသက်မှတ်ကာလအတွင်းအမြင့်ဆုံးပြည်စည်းစေဖို့အကောင့်ထည့်ဖော်ရမှာဖြစ်ပြီး စီမံကိန်းဆောင်ရွက်ခြင်းမပြုတော့ပါကမူလလေယာဉ်ကြီးလုတ်ပန်ခွင့်ရရှိထားသူပုဂ္ဂိုလ်အဖွဲ့အစည်းတန်းပြန်လည်ပေးအပ်ရမယ်လို့ရေးသားထားပါတယ်။ညီမခင်မင်းဆိုပါရှင်။